ယ်ပြောရရည်စားလေးပါလေးရလို့ရညားပေါ့နော်ပုတ်ကြလေးပေါ့ငေးလို့ကောင်းလေခုလို့ခဏလေးမှဆိုရင်ဒါလူတွေကပျော်တယ်လေစိတ်ပျော်တော့ပို့ပြီးတော့ချစ်နိုင်စွမ်းပို့ညားတာပေါ့လေအဲ့လိုချိန်လေးမှာလာပြီးတော့ပြောပါထားပေးရပါတော့ကိုရဲ့ မှာမှဟိုအမှန်တိုင်းပြောရရင်ပေါ့နော်ဟိတက်ကြတော့အပြင်သိပ်လဲရတာမကြိုက်တော့မန်တထိုင်ရတာပို့ပြီးတော့သဘောကျပါတယ်ကိုယ်တိုင်လုံးနဲ့မလုံးရေပေါ့ပေါ့အဲ့ဒါကိုပို့ပြီးတော့အဲ့လိုအမှတ်တရရှိပြီးတော့ပို့ပြီးတော့လည်းအဲ့လိုနှင်းနှင်းချိုက်ချိုက်စားဖြစ်ပါတယ်ဟုတ် ဒါတော့လေအာကလေးဘွားပေါ့နော်ကလေးဘွားတော့ကတကြံဖြတ်တဲ့ခါတိုင်းမှာရန်ကုန်မှာတဲ့ဟေတာဟေတာမမေရဲ့ဇာတိပေါ့နော်ဝါခမမြို့မှာသွားပြီးတော့အဲ့လိုပြန်ကြတာများပါတယ်အဲ့လိုပြန်ပြပြီးရင်အမျိုးတွေဆွေးနေတဲ့အဲ့လိုမျိုးဟေတာတို့ တကြံဒီနေတကြံပေါ့နော်အဲဒီဝါခမမျိုးရဲ့တကြံမှာအဲလိုရေပတ်တယ်ကလေးတွေဆိုတော့လေစော့ကြတာကစားကြအဲ့လိုမျိုးကတော့ပို့ပြီးတော့မမေရရှိပါတယ်ဒါပေမဲ့တင့်တင့်ပေါ့နော်ဟေတာတို့ထူးထူးချွတ်ချာအဲဒီဝါခမမျိုးမှာအဲလိုမန်တက်အကြီးတစ်ခုဆောက်တယ်တစ်ခုဆောက်ပြီးတော့ဟေတာတို့ညဘက်တွေဆိုရင်အဲလိုအကဟိုဝါသနာပါတယ်ပေါ့နော်ဝါသနာရှင်တွေကနေပြီးတော့ကားတဲ့သူချင်းဆိုတဲ့သူစရှိတဲ့ပြည့်စည်ရင်းနေကောက်ပြီးတော့ပေါ့နော်မြို့ထဲမှာအဲလိုစည်ရင်းနေကောက်ပြီးတော့ဆိုတော့ ဟေတာအဲ့တော့တချင်တော့မဆိုခဲ့ဘူးဟေတာရဲ့အဲ့ဒီအမရဲ့ဟေတာရဲ့အတော်လေးပေါ့နော်အဲ့လိုနှစ်ယောက်နဲ့ပေါင်းပြီးတော့ ်ဟေသားတို့ကခဲ့တာတော့မမှီပါရဲဟုတ်ဟေသားတို့လေတကြံလို့ပြောလိုက်ရင်အဓိကအစားအသောက်တွေကိုရင်ပေးမြင်တယ်ပေါ့နော်ပြီးတော့ရေဒီပါရီကစားကြရဲဆိုရင်လည်းဟိုအစားအသောက်ကအဲ့လိုပေးနေတာနည်းအမြင်အဆင်သင့်ရှိနေတာပါပြီးတော့အာဟေသားတို့ကအဆုံကစားဘူးပါတယ်ခလေးတုန်းကတော့ရေခွက်တွေနဲ့ပတ်တယ်အာဆော့ရေပူပေါင်းတွေဆော့တယ်ပြီးတော့အသက်ကြီးလာတော့လည်းဟေသားတို့မန်တက်ထိုင်တာတို့အဲရေရေပိုက်တွေနဲ့ပေါ့နော်ရေပတ်တာပြီးတော့တကြံလဲတာအစားရှိတဲ့ဖြစ်အကုန်အဆုံတော့ဟေသားလုပ်ဖူးပါတယ်ဒါ မဲ့အဲ့ထဲမှာမှဟိုအမှန်တိုင်းပြောရရင်ပေါ့နော်ဟိတက်ကြတော့အပြင်သိပ်လဲရတာမကြိုက်တော့မန်တက်ထိုင်ရတာပို့ပြီးတော့သဘောကျပါတယ်အာပြီးတော့ခုနပြောဆိုအစားတောက်ပေါ့အစားတောက်ဆိုရင်တော့အာအိမ်မှာအမေမေလုတ်တဲ့မုံလုံးကြီးပေါ့ကိုရိုင်းလုံးနဲ့မုံလုံးကြီးပေါ့ပေါ့အဲ့ဒါကိုပို့ပြီးတော့အဲ့လိုအမှတ်တရရှိပြီးတော့ပို့ပြီးတော့လည်းအဲ့လိုနှိမ့်နှိမ့်ချိုက်ချိုက်စားပြစ်ပါတယ်ဟုတ်ကျန်လို့ပြောလိုက်ရင်လေဟိတတို့တချင်းကတော့အများန်းတွဲပြီးတော့ဗောနော်အဲ့လိုတချင်တချင်းဆိုရင် အာဒါကတော့အများကြီးပါပဲမတကြံမိုးလို့လိုမျိုးကြားလိုက်တာနဲ့တကြံကိုတန်းဖြစ်သွားစေတဲ့တခြင်းတွေပေါ့နော်ဒါပေမဲ့ထူးခြားတယ်ပဲပြောရမလားဟိတာလေတကြံတခြင်းလို့ပြောရင်တခြင်းခေါင်းစဉ်နဲ့တခြင်းတွေကိုအဲ့လိုမတွဲမိဘူးမတွဲမိတတ်ဘူးတခြင်းကိုတခြင်းကိုသက်သက်တည်ရပေါ့နော်ခေါင်းစဉ်ကိုနောက်မှပေါ်လာတော့မှဩဒီတကြက်ဒီခေါင်းစဉ်ကိုဆိုတာမျိုးအမြဲတမ်းဖြစ်တယ်ဘာဖြစ်လို့ဆိုတော့ဟိတာတို့ သွားလာလှုပ်ရှားနေရင်လည်းကြားရတဲ့ဒီခေါင်းစဉ်ထက်ဒီတချင်းဝင်ပူကြားရတာဆိုတော့လေတချင်းစာသားတွေကိုတည်တယ်တချင်းဝင်တည်တယ်ဒါပေမဲ့ခေါင်းစဉ်နဲ့မတွဲမိဘူးပေါ့နော်အဲအဲ့ဒါလေးကတော့အမြဲတမ်းအမမရေရရှိပါတယ်အအကုန်လုံးဒီတကြံတကြံရဲ့အငွေတက်ရတယ်ပေါ့နော်တချင်းတိုင်းကတော့ဟိတဲ့အတွက်အမှတ်တရတွေကတော့အများကြီးပါပဲဟုတ်ဟုတ်ကဲ့ပါဒီ2025တကြံမှာတော့ဟိတာနဲ့အတူကိုဆွဲပြည့် အကိုနေမင်းအိမ်ပြီးတော့မလိမော်ပေါ့နော်မလိမော်ဒီသူတို့၄ယောက် Hello the Jan 2025ဆိုပြီးတော့ EP လေးပေါ့နော် EP album လေးထွက်ရှိခဲ့ပါတယ်သူတို့ပြန်ဟိတရဲ့တင်းကြံခွင်းရေးဆိုတဲ့တခြင်းလေးကတော်တော်လေးကြာပါပြီဖေဖေရေးထားတယ်တော့ကြာပြီဟိတလည်းရှေ့မှာစိုးမဲစိုးမဲလုတ်ပြီးတော့ပေါ့နော်ကြားထဲမှာအဲ့လိုအကြောင်းကြောင်းကြောင်းမလုတ်ဖြစ်မလုတ်ဖြစ်ရနေပြီးတော့ဒီနေ့မှာတော့အမတ်တရားလေးအနေနဲ့ထွက်ရှိခြင်းသွားရပေါ့နော် အဖေနဲ့တိုင်မရင်နဲ့ပြီးအကိုရီမတွေနဲ့လည်းအဲ့လိုပြောပြောပြကြရဲနဲ့တကြံ album လေးလုတ်ဖြစ်မယ်ဆိုလုတ်ကြမယ်ဆိုပြီးတော့ဗောနော်ဟိတာတို့အာတိုင်မဖြစ်သွားပါတယ် season ဖြစ်သွားပါတယ်အဲ့ဒါနေပြီးတော့ဟို full EP ဗောနော်ဟိတာတို့ကကြတော့အချိန်လဲအကြာကြီးအဲ့လိုမရတဲ့အတွက်ကြောင့်မလို့ဒီရတဲ့အချိန်လေးအတွင်းမှာပေါ့နော်အားလုံး၄ယောက်လုံးစုပေါင်းပြီးတော့ album အပြည့်မဟုတ်ဘဲနဲ့၄၄၄ပုတ်ပဲပေါ့တယောက်တစ်ပုတ်နဲ့၄ပုတ်တစ်ချက်၄ပုတ်အဲ့လိုမျိုးထွက်ရှိပြဖို့ပြောပြတာပါဟုတ် မှန်ပါအတန်လေးကောင်းတယ်ဟုတ်အဲ group song တော့မပါဘူးဖြစ်သွားတာပေါ့ဟုတ်ကဲ့ဟုတ်ဒီတင်းကြံခွင့်ရေးပေါ့နော်ဟိတတီနှစ်မှာဒီဆိုခဲ့တဲ့တခြင်းလေးရတော့2018လောက်ကဖြစ်မယ်လို့ထင်တယ်ဘဘေကရေးထားတာပေါ့နော်တကြံမှာအဲဒီဆိုဖို့ဟိတာအတွက်ပဲရွယ်ပြီးတော့ရေးထားတာပါရေးထားရေးပြီးတော့ဟိတာလည်းဆိုမယ်2019မှာဆိုဖို့ဆိုပြီးတော့တခြင်းလေးပါတယ် body by တေချာတဲပြီးတော့ ဆိုမလို့လုတ်ပေမဲ့အဲ့လိုအချိန်အဲ့လိုမလောက်မငါလေးဖြစ်သွားတာနဲ့မဆိုးဖြစ်ဖဲနဲ့အဲ့တောက်လျှောက်ပေါ့နော်ကိုဗစ်ဖြစ်သွားတာရဲ့ဘာရဲ့နဲ့ဆိုတော့တကြံနေရလဲခြေထဲမှာမရှိတာရဲ့မလုတ်ဖြစ်တာရဲ့နဲ့တချင်းလို့လည်းပြန်ပြီးတော့ဟိုမဆိုးဖြစ်ဘူးပေါ့နော်အခုကတော့ဟီတာတို့အမှတ်တရလေးအဓိကတော့အမှတ်တရဖြစ်ချင်တဲ့စိတ်တစ်ခုနဲ့ဟီတာနဲ့ဟီတာပြပေနဲ့ကအစကတော့ single ပဲထုတ်လိုက်ကြတော့မယ်ဆိုပြီးတော့လှုပ်ထားတာပါဒါပေမဲ့ဟို အကိုရိမ်မရင်းနဲ့တိုင်ပင်တော့အခုလိုမျိုး EP album လေးဖြစ်လာတယ်ပြီးတော့ဒီတင်းကြံခွင့်ရေးတချင်းလေးမှာဆိုရင်လည်းဒါဟိုအခုကတော့ပုံစံလေးပြောင်းထားပါဘောเนาะအစတော့ကတော့ဟိတတို့တီးထားတဲ့ပုံစံတစ်ခုရှိတယ်ဒါပေမဲ့အခုမှတော့ပို့ပြီးတော့ခစ်ခစ်ပုံစံအောင်ပြီးတော့လည်းဒီတကြံ vibe ပေါ့ဟိတတို့အဓိကကတော့တကြံတချင်းဖြစ်တဲ့အတွက်တကြံ mood လေးရအောင်လို့ဟိတတို့ပို့ပြီးတော့ကြိုးစားခဲ့ပါတယ်ဟုတ် တင်းကြံခွေကတော့အမှန်တိုင်းပြောရရင်တော့တကြံမှာအဲပြောရရင်ရီးစားလေးပါလေးရလို့ရညာပေါ့နော်ပေါကရလေးပေါ့မန်ဒလေးရှေးပြောင်းလို့လာရင်အဲ့လိုတော့မဟုတ်ပါဘူးအဲပြောရရင်တကြံမှာအခွင့်ရေးရတော့လေးခွပြောပါပေါ့လေအဲတိတ်ပြီးတော့မနှင်းနဲ့ပေါ့ကောင်းလေးမနှင်းနဲ့ငီးဟိုတကြံမဲလေးအဲဒီလိုမျိုးတကြံကြံမှာဆိုရင်ဒါလူတွေကပျော်တယ်လေစိတ်ပျော်တော့ပို့ပြီးတော့ချစ်နိုင်စွမ်းပို့ များတာပေါ့လေအဲ့လိုချိန်လေးမှာလာပြီးတော့ပြောပါဆိုတဲ့ဟာပုံစံမျိုးလေးပေါ့ကြံခွင့်ရေးရတယ်လာပြီးတော့အဲ့လိုမျိုးအဲရည်စားလေးပဲဖြစ်အောင်ဆိုတဲ့ဟာမျိုးပေါ့ထားပေးတာပေါ့ကိုရဲ့အဲ့လိုသဘောမျိုးလေးတော့နည်းနည်းဖြစ်မယ်လို့ထင်ပါတယ်ဒါကြံမှုလေးလဲဟိုဖြစ်အောင်လို့တော့ဟိုဖဖေကတေချာရေးထားပါတယ်ဟုတ်ပေါ့ဂျန်ရောက်လာပြီဆိုတကြံမှုပေါ့နော်ဟိတဘာလို့လဲမသိဘူးအဲ့လိုတချင်းလေးတွေက တကြံတချင်းလို့ပြောလိုက်ရင်လည်းနည်းနည်းကွဲပြားတဲ့ခံစားချက်လေးရရပေါ့နော်အဓိကတော့ဒီဒီအချိန်မှာလူတွေကဟိုအလုံးဟာနှစ်တက်ဒီနှစ်ဟောင်းကနေနှစ်တက်ကိုပူပြောင်းဆိုတော့အလုံးဟာပျော်ခြင်းနဲ့ပြီးတော့စိတ်ညစ်ကြေးတွေကိုဆေးကြောခြင်းနဲ့စိတ်နဲ့အလုံးဟာပျော်နေကြတဲ့အတွက်ကြောင့်မလို့ဒီအချိန်မှာပို့ပြီးတော့ပေါ့နော်ဟိုတကြံ vibe လို့ပြောလိုက်တာ ਨੇ အဲ့အဲ့ဒီအဲ့ဒီ mood လေးအဲ့ဒီ ဟိုကြည်လင်တဲ့စိတ်ကလေးပေါ့နော်အဲ့ဒါလေးကိုပေါ်အောင်လို့တော့ရေးထားတယ်လို့မြင်ပါတယ်ဒီတော့ချစ်တဲ့စိတ်ဆိုတာဆိုရင်တခြင်းလင်းကနေစပြီးတော့ပေါ့နော်အခုချိန်ထိအပေးခဲ့ကြတဲ့ပြည်သက်တွေအားလုံးကိုလည်းအញ្ញမ်းအများကြီးကျေးဇူးတင်ပါတယ်။အာနှစ်သစ်မှာစိတ်သစ်လူသစ်နဲ့ပျော်စရာကောင်းတဲ့ဘဝအတွေ့အကြုံသစ်တွေပြီးတော့အာဆက်လက်ပြီးတော့ပေါ့နော်လှူရှာမယ်၊ကွယ်ပန်းနိုင်အသစ်တွေကိုလည်းအမြန်ဆုံးကောင်းထည့်ဖို့နိုင်ပါစေလို့ဟိတာဒီနေ့ကနေဆုတောင်းပေးလိုက်ပါရရှင်။